ရှမ်းပြည်နယ်ရှိပိုင်းမယောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆက်ရေးဦးစီးဌာနလူထုအခြေပြုဗဟုဌာနခန်းမာ၌ယနေ့တနက်ပိုင်းကမတန်ဆွမ်းတူများနှင့်ပတ်သက်၍တိပညာပေးတောက်ရှိုးကိုကျင်းပပြုလုပ်ရာမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီမူဦးအောင်မျိုးထုံးကယခုလိုဆွေးနွေးခဲ့ပါရရှင်။ယနေ့ကမ္ဘာပေါ်ရှိလူများနဲ့လူဦးရေ1ဘီလီယံကျော်တနည်းအားဖြင့်ကမ္ဘာလူဦးရေ15ရာခိုင်နှုန်းမှာမတန်ဆွမ်းမှုတမျိုးမျိုးကိုခန်းစားနေကြရပြီးတော့ တန်းစွမ်းသူများအနက်80ရာခိုင်နှုန်းမှာဖွံ့ဖြိုးဆဲနိုင်ငံများမှာနေထိုင်သူများဖြစ်တယ်ဟုလည်းကမ္ဘာ့ဘဏ်ကနေဆိုထားပါတယ်ခင်ဗျာမတန်းစွမ်းသူဆိုဒီမှာတော့ပတ်ဝန်းကျင်တားဆီးများကြောင့်လူမှုအဖွဲ့အစည်းအတွင်းအများနည်းတူအပြေအဝထိရောက်စွာပါဝင်ဆောင်ရွက်မှုမပြုနိုင်သောခနာကိုစိတ်ပိုင်းဉာဏ်ရည်ပိုင်းသို့မဟုတ်အာယုံခံစားမှုပိုင်းဆိုင်ရာရေရှည်ရှုံရွေးရရှိသူများဖြစ်တယ်လို့လည်းကုလသမဂ္ဂအဖွဲ့အား ဖွင့်ဆိုထားပါတယ်ခင်ဗျာကဘာတဝန်းရှိအီးများများပြားလာသောမတန်ဆွမ်းသူများအတွက်အခွင့်အရေးများနဲ့ကောင်းကျိုးချမ်းသာတို့ကိုမြင့်တင်ပေးရန်မတန်ဆွမ်းသူများ၏အခြေအနေနှင့်ဆက်လင်း၍ပုံမိုသည့်ရှိလာကြစေရန်ရည်ရွယ်၍နှစ်စဉ်ဒီဇင်ဘာလ3ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့အဖြစ်ကုလသမဂ္ဂကသတ်မှတ်ထားပါတယ်ယခုနေ့အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများရဲ့ဆောင်းပုဒ်ကတော့လူမှုဘဝမြန်မာရေးမတန်ဆွမ်းသူများပါဝင်သောလူအဖွဲ့အစည်းများဖြင့်မြင့်တင်ပေးမည်ဖြစ်ပါသည်ခင်ဗျာယခုနေ့ရဲ့ ဥတီချက်ကတော့မတန်ဆွမ်းသူများ၏ပြဿနာများအပေါ်နားလည်မှုမြင့်တင်ရန်နဲ့မတန်ဆွမ်းသူများ၏ဂုဏ်သိက္ခာအခွင့်အရေးများနဲ့ကောင်းကျိုးဆန္ဒတို့ကိုစော်စည်းရုံးရန်ဖြစ်ပြီးအစိုးရရုံးများအဖွဲ့အစည်းများနဲ့ပုဂ္ဂလိကကဏ္ဍအသီးသီးတို့ကအသိပညာပေးဟောပြောပွဲများလုပ်ငန်းဝင်လှုပ်ရှားမှုများသင်ကြားလေ့ကျင့်မှုများထောက်ခံအားပေးမှုများစသည်ပုံစံမျိုးမျိုးဖြင့်အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများ၏ခန္ဓာကိုကျင်းပခဲ့ပါတယ်မြန်မာနိုင်ငံမှာ2024ခုနှစ်လူဦးရေအဲအကြောင်းအရာတကောင်ဆင်းရဲအရာမတန်ဆွမ်းသူဖြစ်ပွားမှုနှုန်းမှာအသက်၅နှစ် အထက်လူရေ2.29တန်း9.6ရာခိုင်နှုန်းသည်ပဒန်းစားမှုအ ਨੇ စုံတစ်မျိုးရှိသည်ဟုဖော်ပြထားပါသည်ပဒန်းစားမှုမျိုးစားမှာအမျိုးသမီးများအားအမျိုးသားများထက်မတန်ဆွမ်းမှုပုံမဖြစ်ပွားကြောင်း2024ခုနှစ်သကောင်းစည်ရင်ပြောင်စုအစီရင်ခံစာမှာဖော်ပြထားပါသည်ခင်ဗျာ ဒါကြောင့်မလို့မိမိတို့နိုင်ငံမှာရှိတဲ့မတန်ဆွမ်းသူတမျိုးမျိုးဖြစ်နေသူ73သိန်းခန့်တို့ရင်းဆိုင်ခန်းစားနေရသည့်ခက်ခဲများပြဿနာများကိုပုံမူသရှိနားလည်ရန်နှင့်ဖြည့်ရှင်းဆောင်ရွက်ပေးနိုင်ရန်သဆိုင်ရာဌာနများအဖွဲ့အစည်းများပုဂ္ဂလိကကဏ္ဍများကဂျိုးပန်းကြရမည်ဖြစ်ပြီး၎င်းတို့၏ဂုံတိတ်ခါအခွင့်အရေးများနှင့်ကောင်းကျိုးဆန္ဒများအတွက်ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်အကြောင်းဆွေးနွေးရပါတယ်ခင်ဗျာ။ဂျပန်နိုင်ငံစီပေါင်းပါရှင်